ခုနှစ်အောက်တိုဘာလ16ရက်ဒီနေ့ကျန်းသာရေးနေ့အတွက်ခုနှစ်သားမီးအလုံးတို့အတွက် numerology ဂဏန်းပင်ဟောခဲ့ရကန်တရားကမျက်နှာသာပေးနေမယ်အခွင့်အလမ်းကောင်းတွေကိုယ့်စီကိုရောက်လာနေမယ်လက်ဆောင်ပစ္စည်းရတာမျိုးတို့သတင်းကောင်းကြားရတာမျိုးတို့ဆိုတာတွေဟာဒီလိုနည်းမျိုးနဲ့သက်ဆိုင်တယ်ဒီနေ့မှာငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စတွေအတွက်အစဉ်ပြေးသွားမယ်ငွေကန်ကောင်းမလို့အတွက်ဆိုရင်တော့မိတ်ဆွေတို့အနေနဲ့ ငယ်တဲ့ကလေးတယောက်ကိုကစားစရာပစ္စည်းတစ်ခုလက်ဆောင်ပေးပြီးငွေကြေးကန်ကောင်းဖို့အတွက်ဆူတောင်းလိုက်ပါထို့တူဒီလိုနည်းမျိုးမှာခရီးကိစ္စသွားဖို့အတွက်လည်းအခွင့်အရေးကောင်းတွေပေါ်တတ်တယ်ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စတွေအတွက်လည်းအချိန်နေကောင်းတွေအခွင့်အရေးကောင်းတွေပေါ်မယ်နေဆက်တို့နိုင်ငံခြားတို့ရောက်နေတဲ့သူတွေစီကနေပြီးတော့လည်းအဆက်အသွယ်ကောင်းတွေသတင်းကောင်းတွေကြားရတတ်တယ်လူမျိုးကြားတို့တိုင်းရင်းသားတို့အကျိုးပြုတယ်ဒီလိုနည်းမျိုးမှာကန်လွန်ကောင်းမှုလို့အတွက်ဆိုရင်တော့မြတ်စွာဘုရားရှင်ကိုနွားနို့လှူဒန်းပြီးဆူတောင်းလိုက်ကြပါခင်ဗျာ တင်နန်းကိစ္စပညာရေးကိစ္စရှောက်လွှာကိစ္စအင်တာဗျူးကိစ္စတွေအောင်မြင်ဖို့လို့တော့ကတော့ဆုံးခံကြွားတဲ့ကိုရင်တို့ဦးစင်းတို့ကိုငါပြောသီးမဲ့သုံးလုံးလှူဒန်းပြီးဆူတောင်းလိုက်ကြပါထို့သူယနေ့မှာမိရှုတန့်ရှင်ဖွမ်းမြင်ကြတဲ့ရင်သွေးရဏာတွေအကျိုးပေးရင်သွေးရဏာတွေအတွက်မာဘုတ်ဗေဒနိယာဆိုရင်ဇာတာပရိနိဘောအဓိပတိဘောဇာတာရှင်တွေဖြစ်ကြပါတယ်ငယ်စဉ်ကတည်းကထွန်းပေါက်အောင်မြင်ချမ်းသာကြမဲ့သူတွေဖြစ်ကြအောင်နမိတ်ကောင်းဖတ်လိုက်ပါတယ်ခင်ဗျာဒီနေ့မှာကြောက်တဲ့မွေးနေ့ရှင်တွေအတွက်တနေ့တာလုံးကံကောင်းမှုအတွက် ကုသိုလ်ရရလမ်းညွှန်ပေးရမယ်ဆိုရင်တော့ဒီနေ့မွေးနေ့ရှင်တွေအားလုံးမြတ်စွာဘုရားရှင်ကိုဓမ္မပေါင်းစွန်းလှူဒန်းပြီးဆုတောင်းပါရဟန်းတန်ကတိလရှင်တို့ကိုဓမ္မပေါင်းစွန်းကတ်လှူပါမိဘဆရာသမားဆွေမျိုးမိတ်ဆွေများကိုလည်းဓမ္မပေါင်းဒါနပြုခြင်းအပြင်တစ်နှစ်တာလုံးကံထူးကောင်းပါလိမ့်မယ်ခင်ဗျာအကျိုးပေးကဏ္ဍကတော့ကိုးကဏ္ဍဖြစ်ပြီးတော့ငွေကံထူးကောင်းမလို့အတွက်ဆိုရင်တော့ပတ်စံရင်းထဲကိုဒီလိုနေ့မှာစံစည်းလေးအနှံငယ်ထည့်ပြီးစောင်းထားလိုက်ရုံဖြင့်ငွေကံထူးကောင်းပါလိမ့်မယ် ဈေးကောလက်ခေါ်ရရံဖြစ်ကတော့မိမိရဲ့ဆိုင်ရှိမျက်နှာသာကိုလှည့်ပြီးလက်ခုပ်သုံးချက်တီးပြီးဈေးဝယ်သူတွေလာပါစေရောင်းပန်းသာဝယ်ပန်းလှပါစေဆုတောင်းခြင်းအားဖြင့်တနေ့တာလုံးအော်တော်တောင်းနေရောင်းပန်းသာဝယ်ပန်းလှပါလိမ့်မယ်အယောင်ထိုင်းနေတဲ့ကွန်ပစ္စည်းတွေကိုလည်းပဲအယောင်တက်သွားမလို့အတွက်ဘောပင်တစ်ချောင်းနဲ့တို့ပြီးခောက်ပြီးရိုက်ပြီးဆုတောင်းလိုက်ုံဖြင့်တည်တည်သာသာအယောင်တွက်အယောင်ထွက်သွားပါလိမ့်မယ်အမှုအခင်းကြုံနေတဲ့သူတွေဆွေမျိုးမိသားစုမှာရှိရဆိုရင်တော့ အမှုကြုံနေတဲ့သူတွေအခက်ခဲကလွတ်မြောက်ဖို့လို့အတွက်ကြက်ဥကျော်စွန်းမြတ်စွာဘုရားရှင်ကိုကတ်လှူလိုက်ပါခင်ဗျာထို့အတူကျမ်းမာရေးညံ့နေတဲ့သူဆွေမျိုးမိသားစုမှာရှိရဆိုရင်တော့ကျမ်းမာဖို့လို့အတွက်ညာဘက်မှာအနီအောင်ဖျောင်းနိုင်တဲ့မိထုံးပြီးဆွတောင်းလိုက်ပါအချီးမေတ္တာရေးအိမ်တော်ရေးအစဉ်ပြေဖို့လို့အတွက်ကတော့ကောင်းကျမောင်းစွန်းဒီလိုနေ့မှာမြတ်စွာဘုရားရှင်ကိုကတ်လှူလိုက်ကြပါခင်ဗျာ